ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါ Liverpool အသင်းကရာကန်ကလော့နဲ့အတူအောင်မြင်ခဲ့တဲ့ဒီအသင်းကိုသွေးသစ်လောင်ဖို့အတွက် FSG ကပြက်ကွက်ခဲ့တယ်အဲ့ဒီပြက်ကွက်ခဲ့တဲ့နောက်ဆက်တွဲကြောင့် Liverpool က2019-20ရပြီးတော့21မှာမရဘူး22မှာမရဘူး23မှာမရဘူး24မှာမရဘူးနဲ့25မှာ9နှစ်ကြာမှပြန်ရတယ်တကယ်ဆိုရင်အသင်းကဆက်ခွန်ဆက်ရှိတဲ့ကချန်ပီယံလိဖိုင်နယ်တက်ပြီ 18 19မှာချန်ပီယံလိဘိုဆွဲတယ်19 20မှာမပေးချန်ပီယံဒီ3နှစ်တာကာလကရာဂန်ကလော့တီဆောက်လာတဲ့အသင်းဟာတော်တော်ကောင်းတဲ့အချိန်မှာအိုက်တုံးကဒါ FSG ကငွေလုံးလုံးလောက်လောက်နဲ့ကလော့ကိုအခုအာနီစလော့မျိုးကိုဖြည့်တင်းပေးချင်ဂွာဒီယိုလာရတဲ့နောက်ဆုံးပရီးမီယာလိဂ်5ချိန်ပေါ်မှာလီဗာပူးကနောက်ထပ်တစ်ချိန်လောက်တော့အနည်းဆုံးယူနိုက်တက်အရင်သွေးရှိတယ် ဒါပေမဲ့ပိုင်ရှင်တွေကပြက်ကွက်ခဲ့တဲ့အတွက်ကြောင့်လီဗာပူးအသင်းရဲ့အခြေအနေဟာအသက်ပြန်ကြီးပြီးအသင်းကပြန်ကျလာတယ်။အထူးသဖြင့်သူတို့အရန်အားကိုးတဲ့ဖူးဘက်တွေအားနေသွားတဲ့အချိန်မှာလီဗာပူးတိုင်ပတ်သွားတယ်။နောက်စန်တာဘက်တွေအားနေတယ်။နောက်လီဗာပူးကတော့ခေဆက်ဆက်တိုက်စစ်စုဖွဲ့ကအမြဲတမ်းကောင်းနေ။ဆာဒီယိုမာနေရဲ့ရောဘတ်တိုဖမီနိုရဲ့မိုဟာမက်ဆာလတ်ရဲ့အရင်တုန်းကဆိုရင်ဖီလစ်ကိုတင်းညိုတော့ရှိသေးတာ။နောက်အိုက်ကနေမှဆင်းခုလက်ရှိတိုက်စစ်ကမိုဟာမက်ဆာလတ်ရဲ့လူးအီစီယက်ရဲ့ကက်ပိုရဲ့ဂျူတာရဲ့နူးနက်ရဲ့ ဖက်ဒရီကိုခီးရေးစားရင်အခုဆိုရင်အခုလက်ရှိမှာဒါဝင်းနူညက်ထွက်ဖို့တည်ကြတဲ့အချိန်မှာအတို့ attacking ပိုင်းမှာအခု Florian Vas ပါထတ်တိုးလိုက်တယ်ဆိုမနစ်ကထက်ပူတောင်တင်းတဲ့အသင်းကိုသူတို့မဖြစ်မနေတိဆောက်ရမယ်အာနီဆိုရဲ့ဒီ second season က under pressure ဘာကြောင့်လဲဆိုတော့အာမေကလို့ချန်ထားတဲ့လူစင်းတွေပဲမင်းလုံနိုင်တာပါမင်းရေသွင်းအလောက်မရှိပါဘူးဆိုပြီးတော့သူ့ကိုဝေဖန်မဲ့သူတွေအများကြီးပဲဆိုတော့ဒါကသူတူရဆိုတော့ ကလကဒီယာဒီမှာပထမဘဲထရိုင်ကိုသူတို့ဆုံးရှုံးလိုက်ပေမဲ့ဂျယ်ရမီဖရင်ပေါကိုသူတို့ပြန်ခေါ်ထားတယ်။မနစ်ကတည်းကခြေစွမ်းကောင်းလာတဲ့ကွန်နာဘရက်လီရှိတယ်။ယားထဲမှာဂျူကူမတ်တူကွန်ဆာရှိုကမိတ်ဆွစ်လို့ပြီးကစားနိုင်ခြင်းရှိလို့အဲ့ဘဲဘဲချမ်းက32နှစ်ရှိပြီးကြာလာတဲ့အန်ဒီရောဘင်ဆန်ဆိုလီဗာပူးတစ်ခစ်တစ်ခါရဲ့အကောင်းဆုံးဖူးဘက်လျောက်ရဲ့အခန်းကဏ္ဍအဆုံးသတ်တဲ့အချိန်မှာ အသစ်ပြန်လဲရတဲ့အချိန်မှာ Milos Kakić အဟန်ဂေရီနောက်ခံကစားမကိုဘုံပေါက်ကလီဗာပူးရပြီ။ဆိုတော့အဲ့ဘယ်နောက်ခံကစားမနဲ့ Jeremy Frimpong တို့ရဲ့အခန်းကဏ္ဍရဲ့စန်တာဘက်က Virgil van Dijk ကိုခနာတီဆိုတော့အခုလီဗာပူးကအခုကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူတို့ကွင်းလယ်က Wataru Ando ရဲ့ Support Line ရဲ့ Alexis Maclasa ရဲ့ Kartik Chong ရဲ့ Harvey Elias ရဲ့ Ryan Gravenberch ရဲ့ Stephen Bajesty ရဲ့ Tyler Modai ဒီနေရာမှာမထစ်မပယ်မနေ့က grammar batch ပေါ်လာတဲ့အတွက်လေပါဘူးတော်တော်လေးကံကောင်းသွားပေမယ့်ဒီရာဒီမှာ grammar batch ရဲ့ super size ရဲ့ elastic matlab size ကွင်းလေကအမှန်တမ်းပြောရင်လေပါဘူးကွင်းလေကပွဲတိုင်းကိုမစီးထားနိုင်လေပါဘူးကပွဲကိုစုံမထားတဲ့အသေးတမောက်ဘူးသူတို့က quick transition တွေကိုအားကိုးတယ်ဒါလိုက်ပူကြတဲ့အထက်ကိုပူအားကိုးတယ်ကွင်းလေကစားမတွေရဲ့ဘောလုံးကိုက်ထားတာထက် ဘောလုံးကလည်းချက်ချင်း transition တွေကိုအားပြောင်းတဲ့အပိုင်းမှာ Liverpool ကအားကောင်းတယ်။ Liverpool ကကလော့လက်ထက်တဲကလည်းဂျန်ဂျန် pressing ကစားပေမဲ့ကိုယ်လည်းက final down လို့ Henderson လို့ Thiago လို့ဆိုတာက war rate ရှိတဲ့ကစားသမားတွေပဲ။ Thiago လောက်ပဲ talented ကျန်တာတွေက war rate ပဲ။တောင်မန်တွေအလုံးလုံးတာ။ဆိုတော့အခုကအဲ့အသင်းကဦးတောင်မန်တွေကို upgrade လုပ်ရတော့မယ့်အခြေအနေမှာ Liverpool က Jeremy Frimpong ခေါ်လိုက်တယ်၊ Kakis ခေါ်လိုက်တယ်။ဒါပေမဲ့ဒီကွင်းလေကအခု ဘလိုပဲဖြစ်ဖြစ်တေကြာပေါက်တို့လူလိုအပ်တယ်တေကြာပေါက်လိုအပ်တယ်ဘာကြောင့်လိုအပ်လဲဆိုတော့အခုလက်ရှိလူစင်းမှာတို့အနေနဲ့မဖြစ်မနေအခုကွင်းလယ်ကတော့ဇာမတစ်အနေနဲ့ foreign verse ကိုတို့ခေါ်လိုက်ပြီအခုဒီယာဒီမှာရောက်လာတဲ့ကစားမတွေကိုကျွန်တော်အရင်ပြောမယ်မမဒက်ရှ်ဖီလီရောက်လာပြီ25တန်းနဲ့လွန်ခဲ့တဲ့တနေ့ကျော်တဲ့က Valencia ကခေါ်ထားတယ်တို့ကိုသူမခေလာဟာကိုရောင်းလိုက်ပြီ ထရက်အလက်ဇန္ဒားအာလိုထွက်သွားပြီအဲတစ်ချိန်တည်းမှာပဲတခြားလူငယ်ကစားမတွေတော့ကျွန်တော်မပြောဘူးလီဗာပူးကထရိုင်းနဲ့ကယ်လာဟာကအဓိကထွက်ပြီးတော့အဲ့ကယ်လာဟာနေရာမှာမမတက်ရှ်ဖီလီဝင်လာတဲ့ဂိုးသမားကတော့အလာဆင်နဲ့မမတက်ရှ်ဖီလီဘယ်သူနံပါတ်၁ဖြစ်မလဲကျွန်တော်ကြည့်ရမှာဖြစ်ပေမဲ့ထရိုင်းနေရာမှာဒါဒီဂျယ်ရီဖရင်ဘောင်အစားထိုးတဲ့မီလော့စ်ကာကီကအန်တီရိုဘင်ဆင်နေရာမှာအစားထိုးပြီးတော့တစ်ဖက်ကစန်တဖက်မှာလီဗာပူးအတွက်ပြဿနာဖြစ်နိုင်တယ် ခနာတီနဲ့ဗန်ဒိုက်ပဲရှိတယ်။ဘာကြောင့်လဲဆိုတော့လီဗာပူးရဲ့စန်တိုက်ကဂျိုကိုမက်က28နဲ့ဒါပေမဲ့အခုအရင်တော့ကဆိုရင်တော့ तू တော်တော်လေးကောင်းတယ်။ဒါပေမဲ့ပြောလို့မရဗန်ဒိုက်နဲ့တွဲတဲ့အခါမှာတော့ तू ကသိပ်ပြောစရာမရှိပေမဲ့ဗန်ဒိုက်မရှိတဲ့ခံစစ်ပိုင်းဆိုတော့အားနေတယ်။နောက်တစ်ယောက်ကဗာဂျေဗန်ဒိုက်33နဲ့ရှိပြီးအီဘရာဟီမာခနာတီက26နဲ့ရှိပြီ။ဆိုတော့လီဗာပူးကအခုအဓိကလုပ်ရမှာကခနာတီကိုတတ်တန်းထတ်တူဖို့ပဲ။ 26ကနေတတ်တန်းကာလာရှိချာတိုးရမယ်မဟုတ်ဘူးဆိုရင်မက်ထရစ်ကိုအလွတ်ပြောင်းသွားရင်လီဗာပူးရဲ့စန်တာဘက်အားလုံးတိုင်ပတ်ပြီတော့သူတို့ရဲ့စန်တာဘက်ကဗန်ဒိုက်ပြီးရင်နောက်ထပ်စန်တာဘက်မရှိဘူးခွန်ဆာစ်ကအခုလက်ရှိမှာအသက်27နှစ်ပဲရှိတယ်ဂျိုကူမတ်ကအခုလက်ရှိ28နှစ်ရှိပြီဒါပေမဲ့အဲ့တဲ့ရောက်စလုံးကခနာတီလောက် reliable မဖြစ်လို့လီဗာပူးနဲ့ဗန်ဒိုက်နဲ့ခနာတီရဲ့ physical present နဲ့နှစ်ယောက်နားလည်မှု understanding ကတော်တော်လေးအားကောင်းနေအဲ့ဒါကမှ train နေရာမှာ frame ပေါက်နေ Milos Karkic ဆိုဘက်လိုင်းကဖူးဘက်တွေလုံးဝပြောင်းသွားချိန်မှာကွင်းလယ်ကအပြောင်းလဲမရှိဘူးဆိုအဲ့တိုက်စစ်မှာသူတို့က Luis Diaz ကိုအထောင်ထားမယ်ဆိုရင်အခုလောလောဆယ်မှာသူတို့စဉ်းစားတာက Florian Vaz ကသူတို့ဘယ်ညမှာကစားမှာ left channel က ds ညမှာကစားမှာလားဓမ္မမို့ရှင် support side ရဲ့ညမှာကစားမှာလားဓမ္မမို့ရှင် force မနိုင်ကစားမှာလားဆိုကျွန်တော်ထင်တော့ DS ကိုအထောင်ထားရင်အဲ့ဘယ်ဘယ်ချမ်းက Florian Vaz ဖြစ်ပြီးတော့ Gapu အတွက်နေရာပျောက်သွားမယ်။ Gapu အရင်ဖြစ်သွားနိုင်သူ Gapu က ပွဲထွက်လို့မရရင် Luis Diaz ကအရင်ဖြစ်သွားမယ်အဲ့မှာ Nunez တို့ကိုတချို့တာတို့အတွက်နည်းနည်း chance နဲ့တော့အခု Freddy ကိုခင်းရေးစားအတွက်ပါလုံးဝ chance ပဲဆိုတော့အခုတေချာတာတော့ Liverpool ကဒါဝင်း Nunez ထွက်မယ် maybe Luis Diaz ထွက်ကောင်းထွက်သွားနိုင်တယ်တိုက်စစ်စုပွဲကအရင်ကောင်းပါပြီဗျာအခုလောလောဆယ်လူစင်းက Luis Diaz ရဲ့ Nunez ရဲ့ Salah ရဲ့ခင်းရေးစားရဲ့ Gakpo ရဲ့ချိုတာရဲ့အဲ့မှာ6ယောက်ပြီး Florian Vast တယောက်ရှိတယ်9ယောက်ဒါတော့ကျွန်တော်တို့ကဘန်ဒုတ်တို့ပါလို့ထင်မတွက်သေးဘူး ဆိုတော့လီဗာပူးရဲ့ attacking threat ကကြောက်ဖို့တော့ကောင်းတယ်။ဂေးစားတေချာပေါက်ထွက်လိမ့်မယ်။နူးညက်တေချာပေါက်ထွက်မယ်ဆိုရင်တော့မကျန်တဲ့ solid ကစားမတွေတဲကကစားမတွေက DSK, Jota ရဲ့ Salas ရဲ့ Gabu ရဲ့၄ယောက်မှ၃ယောက်ပဲပါဝင်ရမယ်။ဒါတော့မှ Florian Vaz လာလို့ရှင်ဆိုတော့ Liverpool အတွက် attacking ပိုင်းမှာတေးကြတဲ့ Salas ကတေးကြပေါက်ပါမယ်။ကျန်တဲ့နှစ်နေရာဟာနီးပြအာနီဆိုဘလို့ switch လုပ်မလဲ ကွင်းလေကသူအထိုင်ပေါ့လေ grammar batch နဲ့ maclasan နဲ့ support sign ကိုမဖြတ်ခင် okay support sign ကိုထုတ်ပြီးတော့ frontian verse ကိုတုံးတယ်ဆိုရင်တော့ဟိုတိုက်စစ်အစုဖွဲ့မပြောင်းနိုင်ဘူးဆိုတော့ liverpool အနေနဲ့အခုဈေးကွက်မှာတိုက်စစ်မှုတယောက်တော့ခေါ်လိုက်တယ် Hugo Akitike ကိုသူတို့အသေးအံလိုက်နေတယ်။ Gonzalo Ramos တို့ရှိတယ်။နောက်တစ်ဖက်က João Petro တို့ရှိပေမဲ့ Liverpool တိုက်စစ်ကပြိုးဖို့တော့ခက်တယ်။လက်ရှိ Liverpool ရဲ့ Arnislo ကအခုခေါ်ထားတဲ့ကစားသမား Frimpong ရဲ့ Milos Kakke ရဲ့ Mama Dashvili ရဲ့ foreign basket ဆိုရင်ဒီအားဒီမှာလုံလောက်လာဘယ်သူတွေထပ်ဖြည့်တင်လဲကျွန်တော်ထင်တော့ liverpool center back ကမဖြစ်မနေတရားဖြည့်တင်တယ်တကယ်လို့ခနာတိကိုတတန်းတိုးနိုင် ပြဿနာမရှိဘူးမတိုးနိုင်တိုက်ပတ်မှာ janet queen လည်းကတော့ graven bash နဲ့ alexis maclasa injury ဖြစ်လို့မရဘူးသူတို့တယောက်နေရာမှာအခုကာတီဂျုံလို့ဟာဗီအီလီယေဆိုဒီသားမတွေကောင်းပေမဲ့အရင်ကြီးမဟုတ်ဘူးမနေ့ကတော့နီးပြကာတီဂျုံကိုခြိုက်တာမှန်တယ် မဲ့ကျွန်တော်အမြင်တော့ဒီသားမတွေအဲ့လောက်ကြီးမဟုတ်ဘူးအန်ဒိုလည်းဒီတိုင်းပဲလီဗာပူးကကွင်းလယ်မှာ first try 3ယောက် injury ဖြစ်ရင်တိုက်ပတ်ပါဆိုတော့အဲ့ဒါကသူတို့နည်းနည်းသတိထားရမယ်အချက်အဲ့ဒီနေရာကမလို့အပဲ weak ဖြစ်သွားနိုင်တယ်တိုက်စစ်ကတော့လီဗာပူးအရင်ထဲကအကောင်ဆုံးခံစစ်ကလည်း van dijk နားလို့မရဘူးခနာတင်မနေ့ကလီဗာပူး fortunate ဖြစ်တဲ့အချက်ကသူတို့ရဲ့အဓိက center back အတွဲတွေခံစစ်အတွဲတွေဟာတော်တော်လေးကို injury ခင်းလိုက်တဲ့အချက် trend နာသွားရင်တော့ bradley ရှိတယ်ဗျာ အဲ့လိုပဲဗန်ဒိုက်ကရှိနေချေခနာတင်းနိုင်ဂျိုကူမောက်ရယ်ဆိုတော့တို့ကတယောက်မှုတယောက်ရှိနေတာကံကောင်းသွားတဲ့အချက်ပဲဒါပေမဲ့အသင်းတိုင်းကအမြဲတမ်း injury list ကင်းနိုင်တဲ့အခြေအနေမျိုးမရှိချောင်သတိထားရမယ်ဆိုတော့ question ကအာနီဆိုရဲ့အသင်း DRD မှာ proven အနေနဲ့ Man City ရဲ့ challenge Arsenal အသင်းကလည်းပိုကောင်းလာဖို့ပဲရှိတဲ့အချိန် တစ်ဖက်ကချက်စီးလဲတောင်းလာတော့မယ့်အချိန်မှာသူ့အတွက် title ကိုပြန်လဲ defense လုပ်နိုင်ဖို့နောက် European ပြိုင်ပွဲမှာပါသူတို့ champion ဖြစ်နိုင်ဖို့အာနီဆိုတို့ကကစားမသစ်ထက်လို့သေးလားတိုက်စစ်မှုတယောက်တော့တေချာဖို့လာလိမ့်မယ်နူးညက်ထွက်သွားတဲ့အကြောင်းဒါပေမဲ့ရောတခြား position တွေဖြည့်ဖို့လိုသေးတာတေချာလာတော့ Liverpool ကခနာဒီကိုတနည်းတတမ်းပဲကျေတဲ့ကြောင့်မဖြစ်မနေတိုးရမယ်အဲ့ဒါကလီဗာပူးရဲ့အဓိကလုံဆောင်မယ်အချက်ခလာဟာထွက်သွားချိန်မှာမာမာတက်ရှီလီနဲ့အာလာဆင်ဘယ်သူနံပါတ်1ဖြစ်မယ်လို့ထင်လဲ ဒါ anti robinson ကိုပဲဆက်ပြီး favor ပေးပြီးတော့ milos kharki ကိုအရန်ဖြစ်ထားပါလားဘလို့မြင်ကြလဲဒီပေါ့ပေးတတ်တယ် drd မှာ title ကို challenge ပြန်ပြီးတော့လောက်လာမဲ့ man city ကြောင့် arsenal တို့လို man city တို့လို့အသိနေကြောင့်လေပေါ့တော့ champion ကောက်ွယ်မှုဘလောက်ခက်ခဲမလဲဥရောပမှာရောနောက်ထပ် level တစ်ခုကိုထပ်တင်နိုင်မလားခုမှမဝင်အောင်မချက်ပြကြပါအောင်ချေးကြပါလေ